အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မနေ့ကအပိုင်း1မှာဒီ Chrome ကနေပြီးတော့ Advan Studio မူပိုင်းကိုဘယ်လို download ရမလဲဆိုတော့ကိုကျွန်တော်ပြောပြခဲ့ပြီးပြီဖြစ်တယ်ဒါကြောင့်ခင်ဗျားတို့ဖုန်းထဲမှာ Advan Studio မူပိုင်း software ရှိပြီလို့ကျွန်တော်ယူဆတယ်เนาะအဲ့ဒါဆိုရင်တကယ်လို့ Advan Studio မူပိုင်း download အဆင်မပြေဘူးအဲဘလို့မှ download မရဘူးအဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်ဒီ အပိုင်း၁ရဲ့ comment အောက်မှာအဆင်ပြေမှုเนาะဖြစ်တဲ့အကြောင်းအရာလေးကိုကျွန်တော်ကို ပြောပြခဲ့လို့ရတယ်။ဟုတ်ပြီဒီဗီဒီယိုဒီ Alpha Studio Mobile မှာကကျွန်တော်တို့တစင်ချင်းသွားပါပါเนาะအခြေခံပိုင်းမှာဒီရှေ့အရှောက်ကျွန်တော်တို့ music တွေဖန်တီးရတာအဆင်ပြေမယ်ကာဘာဆောင်းတွေတီးရတာအဆင်ပြေမှာနဲ့အဆင်ပြေမှာအဲ့ဒါကြောင့်ကျွန်တော်တို့ဒီခင်ဗျားတို့ကို recommend ပေးနေတာကဒီတစင်ချင်းစီကိုတတိမတိုင်း လိုက်ပြီးတော့တခြားနားလည်အောင်ကြီးဖို့ကျွန်တော်တိုက်တွန်းပါတယ်เนาะကျွန်တော်ဒီဗီဒီယိုလေးကိုအစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလည်းဟို subscribe လုပ်ပေးခဲ့ဖို့တောင်းဆိုပါတယ်ဒါမှကျွန်တော်ကလည်းဒီအန်ဟို brother တို့ကိုဒီတင်ပေးရကြိုးနှက်မှာပါเนาะ free group ဖြစ်တဲ့အတွက်ကြောင့်တန်ဖိုးမရှိဘူးလို့တော့ညှိစားပါနဲ့အရာရာတိုင်းကတန်ဖိုးရှိပါတယ် ကဲဟုတ်ပြီကျွန်တော်တို့ဒီ FN Studio mobile app ထဲကိုနော် FN Studio mobile app ထဲကိုဒီဝင်မယ်နော်ဒီဝင်ပြီးတော့ဘာတွေလိုရလဲဆိုတော့အရင်ဆုံးပြပေးမယ်ကဲဟုတ်ပြီကျွန်တော် FN Studio mobile ကဲ brother တို့ကျွန်တော်တခုပြောချင်တာကအဲ့ဒီမှာဒီတချို့ဒီဝင်တဲ့အခါမှာ wifi ဒီ internet ဒီ wifi တွေပိတ်ထားပြီးဘူးတောင်းဆိုပါလေ အဲ့ဒီမှာဆိုကျွန်တော်တို့အရင်အရင်ဆုံးဒီ sound ရှိမယ် project ရှိမယ် setting ရှိမယ် shot ရှိမယ်ဟုတ်ပြီဘာလို့ဆိုအရင်ဆုံးလောရမှာကဒီ shot ထဲမှာเนาะပေးထားတဲ့ဒီအတန်လေးကိုเนาะအကုန်ပြည့်စုံအောင် down လိုက်ပါဟိုအရင်ဆုံးပြင်ပအတန်လေးထည့်တာကတော့ကျွန်တော်နောက်ပိုင်းမှာပေါ်ပြသွားမှာဖြစ်ပါတယ်လက်ရှိလောလောဆယ်ဒီ app ထဲမှာရှိတဲ့ဒီအတန်လေးတွေကိုတော့အကုန် down ထားပေးဖို့လိုတယ်ပေါ့เนาะဒီ ျွန်တော်ကတော့အများဆုံးဒီ original အတန်တွေပဲသုံးတာများတယ်ပေါ့နော် capability shot ပေါ့နော်ဒီ shot သဘောတရားကိုကျွန်တော်ပြောပြပေးမပြီးဘူး system မိုင်းမှာအရေးသူတွေဘာညာကျွန်တော်ကြည့်ဆိုရင်ဒီပါလေးထူဖွင့်ရမလဲဆိုရင်တာကြီးကတော့ဒီတိုင်းလေးထားလိုက်ပါတော့ recording မိုင်းမှာကဒီဒီ classic gear ဆိုတာကဒီအယောင်ကြီးပြောင်းတာပေါ့နော်အယောင်ကြီးပြောင်းတာပေါ့နော် အရောင်လေးပြောင်းတယ်ပေါ့နော်ဒီကောင်ကတော့ scaling ဆိုတာကဒီဒီကိုရဲ့ဒီစလုံးကိုဘယ်လောက်ကြီးကျင်လဲဘယ်လောက်သေးကျင်လဲပေါ့ကျွန်တော်တရားပဲထားထားလိုက်ပါမယ်ဒီဒီ NA ပဲ ghost note လေးကိုတော့ဖွင့်ထားပြီးလို့လည်းပေါ့နော် capture ပါကြီးခင်ဗျားတို့ဒီ NA ပဲ ghost note ကိုပိတ်ထားမှဆိုရင်ကျွန်တော်ဒီမှာဒီဒီနောက်မှာဒီတခြား instrument line တွေရဲ့နော်ဒီထည့်ထားတာလေးတွေမမြင်ရဘူးပေါ့နော်အမကျွန်တော်ချက်ပြကြည့်မယ် ပြန်ဖွင့်ကြည့်လိုက်ပြန်ဖွင့်ကြည့်လိုက်မယ်ဆိုရင်အဲမတွေ့လားဟမ်ဒီနေရာလေးတွေဒီနောက်ကနေပြီး screen line တွေတို့ကျွန်တော်တို့ဒီအဲ့လိုမျိုးတွေပေါ်တယ်ပေါ့နော်အဲအရင်ဆုံးတရားလေးဖွင့်ထားပါဒီကောင်းလေးလည်းဒီကောင်းလေး show key နဲ့ on keyboard and piano ရိုးဆိုတာကဒီကောင်းလေးကိုပိတ်ပြီးချက်ပြမယ်ပိတ်ပြီးချက်ပြလိုက်ရင်ဒီမှာဘာမှပုံမလာဘူးအဲ့ဒါလေးကိုဖွင့်ထားပြီးမှာ ဒီမှာဆက်ရှိတဲ့ပြင်ပေါ်မှာပေါ့နော်ဟိုဒီက success medicine to c4 ဆိုတာကဒီခေါင်းလေးကိုပိတ်ထားလိုက်မှဆိုရင်เนาะဒီ c5 ကတော့ c5 က medicine ပေါ့နော်ဒီ fn studio မှာဆိုရင် c0 ကနေ c10 နေရှိတယ်ပေါ့နော် c0 ကနေ c10 ထိကို c5 က middle အတန်ပေါ့နော်အဲဒီလို c4 ကဒီ audit ဒီ c5 ရဲ့ audit တစ်ခုနေတယ် အတန် C5 ကဒီဒီ UI အတန်ပေါ့နော် C6 ကြတော့ဟိုတော်တင်မြင်တဲ့အတန်ဖြစ်သွားလိမ့်မယ်ကျွန်တော်ကတော့ရတဲ့ C4 လို့ပဲထားလိုက်တယ် Middle C to C4 ဆိုတော့ကဟိုပြောမှဆိုရင် C4 ကဒီ C4 ကဒီပြောမှဆိုရင် Middle အတန်ဖြစ်သွားပြီပေါ့နော်ဟုတ်ပြီ Show on scale on keyboard ဒါလေးလောက်ဖွင့်ထားပြီပါ Show rate on keyboard လည်းဖွင့်ထားပြီပါဒီကောင်လေးကိုတော့ပိတ်ထားဖို့လိုမှာဗျာ နော်ဒီဒီကောင်လေးကိုတော့ပြထားပေးပါနော်ဟိုကျွန်တော်စစ်တင်လေးကိုပြတာပါနော်ဟုတ်ပြီအဲ့တော့စစ်တင်ကြောင်းကိုနားလည်သွားမယ်ဒီ project ဒါတော့ထားပါနော်ဒီတွေကမလိုဘူးဆောင်းဟုတ်ပြီဒီတော့အဲ့လိုဆိုရင်ဒီခမည်းတော်ဘာဆိုဒီမိုဘိုင်းကိုစအသုံးပြုလို့ရပါပြီနောက်ထပ်နောက်ထပ် lesson တွေမှာ ကျွန်တော်တင်ကန်းစာလေးတွေထပ်မံပြီးတော့တင်ပြီးသွားမှာဖြစ်ပါတယ်